မင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီနေ့တော့မကြခင်ထွက်တော်မဲ့ဂိမ်းတွေအတစ်ခုဖြစ်တဲ့ The Bustling World ဆိုတဲ့ဂိမ်းအကြောင်းပြောကြတာပေါ့ဗျာ။သူက Sandbox RPG အမျိုးအစားဖြစ်တယ်ပေါ့နော်။ရှေးခေတ်တရုတ်ပြည်ပုံစံမျိုးစတင်ကိုယူထားတာပေါ့နော်။သူများနဲ့မတူတာကသူကဘာလဲဆိုတော့သူ့မှာ linear story မရှိဘူး။ဆိုလိုတာကသူ့ရဲ့ဇာလန်းသွားဟာအသေးမဟုတ်ဘူး။ပြောချင်တာကျွန်တော်တို့ တခြားဂိမ်းတွေမှာဆိုလို့ရှိရင်မင်းသားနေပြီးတော့ကိုရီပလေယာနေပြီးတော့ဘာတွေဘာတွေလောက်ပြီးတော့တည်မလားနောက်ဆုံးမှာဂိမ်းပြီးဆုံးသွားတယ်ပေါ့ဆိုတော့ဒီလိုပုံစံမျိုးသူရဲ့ဇလန်းသွားရှိတယ်ဒါပေမဲ့ဒီဂိမ်းမှာじゃအဲ့လိုဇလန်းသွားမရှိဘူးသူက civilization တစ်ခုထဲမှာပါဝင်လှုပ်ရှားရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒီဂိမ်းကပြောရမယ်ဆိုရင်ဂိမ်းပုံစံအမျိုးဆုံး ပေါင်းထားတာပေါ့ဥပမာ GTA တို့ The Sims တို့ Live Simulation တွေလည်းပါတယ်နောက် City Building တွေ Sim City တို့ Eno City တို့အဲ့လိုမျိုး City Building Feature တွေလည်းပါတယ်နောက် Strategy တွေ RPG တွေဒီလိုဟာတွေလည်းပါတယ် Harvest Moon လို့ Farming လုပ်ရတဲ့ဟာတွေလည်းပါတယ်ဒီလိုမျိုးပုံစံမျိုးစုံ Game ပုံစံမျိုးစုံတွေကိုတနေရာထဲမှာစုပြီးတော့တွေ့ရမယ် Game ပုံစံပေါ့နော်အဲ့တော့ဒါကြီးကတော်တော်ကျေပြန့်တဲ့ Game တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ Game Player အောင်လို့ရှိမယ်ပေါ့ဆိုတော့များသောအားဖြင့် Game တွေက Player တွေ ုံဟီးရိုးလောက်ထားကြတယ်ပလေယာတွေဟာ chosen လောက်ထားတဲ့သူတွေသူတို့ဟာဇက်လိုက်တယ်ဒီ game ရဲ့ဇက်လိုက်တယ်ပေါ့နော်ဒါပေမဲ့အခု game မှာကျတော့ the bustling world မှာကျတော့သူက community တွေကတမန်လူတယောက်ပဲပေါ့နော်ဒီ boy တွေကတစိမ့်တစ်ပိုင်းပဲသူက hero မဟုတ်ဘူးပေါ့နော် game ရဲ့ hero မဟုတ်ဘူးသူ့ကိုရွေးချယ်လို့ရတဲ့ပုံစံပေါင်းစုံရှိတယ်ကိုကဘလို့ပုံစံနဲ့ play ခြင်းလဲပေါ့ဥမာကိုက farmer လုပ်ခြင်းလား trader လုပ်ခြင်းလားဒါမှမဟုတ်မြို့တော်ဝင်ပဲလုပ်ခြင်းလားစစ်သူကြီးလုပ်ခြင်းလားဒါမှမဟုတ်တမန်ရိုးရိုးဒီမြို့သားလိုပဲနေခြင်းလား ိုက်တယ်လို့ကွာနေလို့ရတယ်။တချို့ဆိုလို့ရှိရင် business တမားတွေ trader တွေသိရမလား။ဆိုင်ဖွင့်ပြီးရောရောင်းတယ်ဆိုရင်ရတယ်အမှ။ဒါမှမဟုတ်ကွာ engineer လုပ်ချင်တယ် city တွေ building လုပ်ချင်တယ်ဆိုလည်းရတယ်။စစ်သူကြီးလုပ်ချင်တယ်တိုက်ပွဲတွေလုပ်ချင်တယ်ဆိုလည်းရတယ်။ farmer လုပ်ချင်တယ်ဆိုလည်း farming လုပ်လို့ရတဲ့ဟာရှိတယ်။ဥပမာ farmer ဆိုလို့ရှိရင်ညာ crop တွေ စိုက်ပျိုးလို့ရတဲ့သီးနှံအမျိုးပေါင်း60ကျော်ရှိတယ်။အဲ့ဒီသီးတွေကလည်းသူ့ရဲ့ season alike ပြီးကြလို့ရှိရင်သူ့ရဲ့ရာသီဥတုတွေမြေနေထားတွေ alike စိုက်ပျိုးလို့ရတယ်စိုက်ပျိုးလို့မရဘူးရှိတယ်။ဆိုတော့ဒါတွေကတကယ်ကိုအပြင်းအပုံစံအတိုင်းပဲလုပ်ထားတာပေါ့နော်။နောက်တစ်ခုကကလေးဆန်တွေလည်းမွေးလို့ရတယ် ကလိမ့်ဆန်နေမွေးတဲ့အခါမှာလဲတားဖောက်တာတွေအဲခဏမျိုးဆက်တာတွေအဲ့ဒါတွေအကုန်လုပ်လို့ရတယ်။အပီးကြလို့ရှိရင်ကိုကအင်ဂျင်နီယာလုပ်မယ် city building လုပ်မယ်ဆိုလဲ2000ကျော်လောက်ရှိတယ်သူရဲ့ component တွေ resource တွေ management လုပ်လို့ရတယ် policy တွေ management လုပ်လို့ရတယ် happiness system တွေပါနာဒါမို့ကွာ crafting လုပ်ချင်လဲခြေတယ်ပိုးတယ်တွေလုပ်ချင်လဲအဲ့ crafting တွေကိုလည်း industry တစ်ခုလုံး production chain တွေ automation တွေလုပ်လို့ရတဲ့အထိပါတယ်ဆိုတော့အရင်ကရန်ရန်ရှိုင်ရှိုင်နဲ့တကယ့်အပြင်အတိုင်းအောင်လုပ်ထားတဲ့ပုံစံမျိုးပေါ့ဗျာ ကျွန်တော်တို့ live sim ပုံစံမျိုးပေါ့ live sim လို့ပုံစံမျိုးဒါပေမဲ့တခြား generous တွေလည်းအများကြီးထည့်ပြီးတော့ရောဆက်ထားတာပေါ့နော်ရောသမမှုထားတာပေါ့ဒီ game မှာထူးခြားချက်ကလည်း MBC simulation ပေါ့နော်ဆိုတော့တခြား game တွေမှာဆိုရင် MBC တွေကစာကြောင်းတစ်ကြောင်းကိုပဲထက်ခါထက်ခါပြောနေကြတာပေါ့နော်ဒါပေမဲ့ဒီ game မှာတော့အဲ့လိုမဟုတ်ဘူး bustling world မှာတော့အဲ့လိုမဟုတ် MBC တယောက်ချင်းစီတိုင်းဟာသူရဲ့ personality ရရှိတယ်။သူလုပ်နေကြအလုပ်တွေရှိတယ်။သူ့ရဲ့မျှော်လင့်ချက်တွေရှိတယ်။ MBC တွေကသူတို့ချင်းချင်းတွေလည်းယူလို့ရတယ်။အချင်းချင်းလည်းပြဿနာပြတ်လို့ရတယ်။အပြကြလို့ရှိရင်တမျိုးကနေတမျိုးလည်းသူတို့ဘာလို့ပြောင်းလဲ။သူတို့ဟာသူတို့စီးပွားရေးလုပ်ငန်းတွေစတယ်။ဒါမှမဟုတ်ရင်ကိုယ်နဲ့မတည့်လို့ရှိရင်ကိုယ့်ကိုပြန်ပြီးလက်စားချေတာမျိုးတွေတောင်လုပ်တာ။ MBC တွေကမသိရင်ပဲကျွန်တော်တို့တခြား player တယောက်လို့ဖြစ်နေတာသူတို့က။သူတို့ကတကယ် real world လို့ဖြစ်နေ။ပြကြလို့ရှိရင်သူတိဆောက်ထားတဲ့ပုံစံက imaginary for เนาะ ဒီ player တယောက်ပဲဒီလူကိုပဲစကားပြောမယ်ဥမာကျွန်တော်ကဒီ game ထဲဝင်ပြီဒီလူကိုပဲစကားပြောမယ်ကျွန်တော်ကိုပြောတဲ့ပုံစံနဲ့ခင်ဗျားကဝင်တယ်ဒီလူကိုပဲစကားပြောမယ်ခင်ဗျားကိုပြောတဲ့ပုံစံမတူဘူးသူကအဲ့ဒါတွေကကိုယ့်ရဲ့အခြေအနေတွေကိုယ့်ရဲ့ပုံစံတွေပေါ်မှာအများကြီးသူက influence ဖြစ်ပြီးတော့မှသူက အဲ့ reply ပြန်တာပေါ့နော်ဒီလိုပုံစံမျိုးအဲ့တော့ NPC တွေက player တွေမရှိဘဲနဲ့လေသူတို့ဟာသူတို့ evolve ဖြစ်နိုင်ဆိုလိုတာက player မရှိတဲ့အချိန်မှာတော့မှဒီတောင်းကြီးကသူ့ဖာသာသူလှုပ်ရှားတောက်ဝင်ပြီးလုံနေကြတာဗျာကျွန်တော်တို့တကယ်အပြင်ကလောကအတိုင်းပဲပေါ့နော်တကယ်အပြင်ကမ္ဘာအတိုင်းပဲပေါ့ဆိုတော့ world design တွေအောက်ဘလို့ရှိမလဲ world design တွေကကြတော့လေသူတို့ရွေးချယ်ထားတဲ့ပုံစံကတော့တရုတ်ကထုတ်တဲ့ game ဖြစ်တဲ့အတွက်တရုတ်ရဲ့ဒီအငွေအသက်အများကြီးပါတယ်ပေါ့နော်လက်နဲ့ရေးထားတဲ့ပကြီး style ပေါ့ ပြီးကြလို့ရှိရင် classical chinese dd ရေးတဲ့ပုံစံပေါ့နော်ဆွဲတဲ့ပုံစံပေါ့ဒီလိုပုံစံလေးတွေနဲ့လုပ်ထားတယ်ပြီးကြလို့ရှိရင် dd environment နဲ့တည်ဆောက်ထားတယ်ဥပမာမြို့ဆိုလဲမြို့အင်္ဂါရဲနဲ့ kait ညီအောင်လို့လုပ်ထားတယ် country site တွေဖြစ်တဲ့ရွာဆိုလဲရွာပုံစံလေးနဲ့တူအောင်လို့လုပ်ထားတယ်ပေါ့နော်နောက်တစ်ခုက animation တွေ animation တွေကလည်းပုံမှန် modeling application တွေနဲ့ model လုပ်ပြီး animation လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့သူက motion capture လုပ်ပြီးတော့မှလုပ်ထားတဲ့ animation တွေဖြစ်တဲ့အတွက်တကယ်လူတွေအတိုင်းပဲပေါ့နော်သူရဲ့ဒီနှုတ်ဆက်တဲ့ပုံစံတွေသွားရလာတဲ့ပုံစံတွေအကုန်လုံးကလူတွေလိုဖြစ်ဆိုတော့အရန်ကိုဒီဒေးကြာပြီးတော့ aesthetic ပိုင်းမှာအလှပအမြင်ပိုင်းဆိုင်ရမှာလည်းတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီမှာကျွန်တော်တို့ဗီဒီယိုမှာကြည့်လဲမြင်ရမယ်ပေါ့နော် AI system ကလည်းကျွန်တော်ခုနကပြောသလိုပဲကိုယ်လုံးလိုက်တဲ့ပုံမှာမူတည်ပြီးသူကဒီဇိုင်းလုံးမှာဥပမာကိုယ်ကမကောင်းတာလုံရင်မကောင်းတဲ့ reputation ကပြန်သွား ားပြီကိုရဲ့မကောင်းတဲ့တည်ရင်ပြတ်သွားပြီတော့ကိုယ်ဆက်ဆံတဲ့ဒီမျိုးကလူတွေကလည်းပုံစံတစ်မျိုးဖြစ်မယ်ကောင်းလို့ရှိရင်ကောင်းသလိုဆက်ဆံမယ်မကောင်းရင်မကောင်းသလိုဆက်ဆံမယ်ကိုဒီလိုပုံစံမျိုးပေါ့ဗျာတကယ်ကိုအပြင်ကဘဝအတိုင်းကို လှုပ်ရှားလို့ရမယ့် game လို့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဆိုတော့ဒီ game ကအခုလက်ရှိမှာတော့ develop လုပ်နေတော့မှဖြစ်တယ်။ဘယ်ချိန် release လုပ်မလဲဆိုတာတော့မသိရသေးဘူး။ဒါပေမဲ့ developer တွေကမကြာခဏ update တွေတင်ပေးရဲသူတို့က active အရင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီ game ကအကြီးဖြစ်တယ်။ဒီလိုမျိုး scale နဲ့ game ရောတခါမှကျွန်တော်တို့မမြင်ဘူးသေးဘူးပေါ့နော်။အဲ့တော့အရင်ကို high ဖြစ်တယ်။အရင်ကိုမျောလင်းချက်တွေထားကြတယ်။အဲ့တော့ထွက်လာရင်တော့ဒီမျောလင်းချက်တိုင်းဖြစ်မဖြစ်ဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရလိမ့်မယ်ပေါ့နော်။